တညင်းကုန်းလက္ခဏာစီကြီးအတွင်ဖြစ်ပွားခဲ့တဲ့မီးလောင်မှုအတွက်အာမခံပေးရငွေရရှိဖို့အတွက်အာမခံကုမ္ပဏီနဲ့ဆက်လက်ညှိနှိုင်းသွားမယ်လို့မြန်မာ Agro Exchange အများနဲ့သက်ဆိုင်သောကုမ္ပဏီ Limited MAEX ကနိုဝင်ဘာ28ရက်နေ့မှာအစုရှယ်ယာရှင်တွေကိုအတိပေးထုတ်ပြန်ခဲ့ပါတယ်။တညင်းကုန်းစီဈေးရုံတုံးအတွင်ကဆိုင်ကန်းခုနှစ်ခန်းခန့်မီးလောင်ခဲ့တာကြောင့်ဆုံးရှုံးမှုအနည်းငယ်ပဲဖြစ်ခဲ့ပြီးအခုမီးလောင်ကျန်ခဲ့တဲ့ဈေးရုံ၃ရုံအပါအဝင်ဈေးရုံတွေအလုံးကိုမီးအာမခံထားရှိပြီးဖြစ်တယ်လို့သိရပါတယ်။ မိသက်ဦးစီးဌာနရဲ့တုံ့တက်ချက်အရဈေးဆိုင်အတွင်းကဈေးရောင်းသူရဲ့ inverter ကနေ wire short ဖြစ်ပြီးမိလောင်မှုစတင်ဖြစ်ပွားခဲ့ရတာလို့သိရပါတယ်မိလောင်မှုကြောင့်ပျက်စီးသွားတဲ့ဆိုင်ကန်းတွေကလွဲရင်ဈေးရောင်းအတွင်းကကျန်ရှိတဲ့ဆိုင်ကန်းတွေဟာနိုဝင်ဘာလ29ရက်နေ့မှာပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိပါတယ်မီလောင်ကျော်မှုကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့အသေးစိတ်စရင်းနဲ့အာမခံပေးရုံငွေရရှိမှုပမာဏတွေကိုသိရှိရပါကထပ်မံအတိပေးကြေညာသွားမယ်လို့လည်း MAES ကနေသိရပါတယ် အခုလိုနောက်မှမဖြစ်ပွားစေဖို့ဈေးအတွင်းမိဘအန္တရာယ်ပညာပေးမှုတွေပုံမဆောင်ရွက်တော့မယ့်အပြင်မိဘအန္တရာယ်နဲ့ပတ်သက်ပြီးစည်းကမ်းတွေတင်းကျပ်ခြင်းဖြင့်အစုရှယ်ယာရှင်တွေရဲ့ရည်နှီးမြှုပ်နှံမှုတွေမဆုံးရှုံးစေဖို့နဲ့ဈေးသူဈေးသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေထိခိုက်မှုမရှိစေဖို့ဆောင်ရွက်တော့မယ်လို့လည်း MAES ကနေသိရှိရကြောင်းမှခင်ဗျာ